ီးတော့ဒါလေးတက်တာနေထူးကြတာလေးတခုပြောချင်လို့ပါအဲ့တော့ဒီမှာနတ်နတ်လေးလုံးပါတယ်ပေါ့ဗျာနော်နတ်လေးလုံးပါတယ်ပုံမှန်ပစ္စည်းတခုပစ္စည်းတခြားဟာတွေတက်မယ်ဆိုရင်ဒီမှာဆိုတဲ့နတ်တွေအများကြီးပါတယ်နော်ဒီမှာလည်းနတ်တွေအများကြီးပါတို့ပဲနတ်ပါရင်နတ်ပေါက်ထဲကိုသူ့နတ်အမျိုးသားနော်မှန်တယ်ဆိုရင်ထည့်ပြီးကြက်လိုက်တာအဲ ီမှာကျတော့ထူးခြားတာတခုရှိသေးတယ်ဒီမှာဒါလွန်တဲ့လူခေါ်တယ်ပြောကြင်လားအဲ့ဒါပဲဟောဒီနေ့ကသုံးလုံးနဲ့ပါဒီတစ်လုံးနဲ့ပါဒီမြန်မာပဲထားရမယ်တခြားပစ္စည်းတွေကိုလက်တွေတော့တူတယ်ထည့်ကျင်တဲ့နေရာထိတ်လို့မရဘူးဒါ ဒီပစ္စည်းကိုတက်တဲ့နေရာမှာထူးခြားချက်ပဲเนาะ